ATV channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီ season ကတော့ရုပ်ရှင်ချေပရိသတ်တွေအတွက်ကိုမှအဓိကရွေးပြီးတော့တင်ဆက်ပေးသွားမယ် movie showcase အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်မှာတော့ဒီနိုင်ငံတကာမှာအောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတွေပြီးတော့မှဝင်ဝင်အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားကောင်းတွေကိုပြန်လည်တင်ဆက်ပေးသွားမယ်အပြင်ပေါ်မှာ animation movie ကောင်းတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ရုပ်ရှင်ချင်းပြည်သက်များခင်ဗျာကျွန်တော်တို့ရဲ့စီစဉ်ကနေပြီးတော့ရုပ်ရှင်ဘယ်ကားတွေအကောင်းဆုံးနဲ့မှာပါဝင်နေမလဲ ဝင်ငွေအကောင်းဆုံးကဘယ်ကနေဖြစ်နေမလဲဆိုတာတစုတစည်းနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ပထမဦးဆုံးတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးသွားမှာကတော့2008ခုနှစ်မှာစတင်ပြီးတော့ထွက်ရှိလာတဲ့ Iron Man ရုပ်ရှင်ဇာတ်ကားကြောင့်တင်ဆက်ပေးပြစီခင်ဗျာဒီကားကလည်း Iron Man ရဲ့ဒီကနိုင်ငံတကာမှာအောင်မြင်ကြော်ကြားခဲ့တဲ့ရုပ်ရှင်ကားတွေတဲကမှတစ်ခုဖြစ်ပါတယ် အော် Iron Man ရဲ့ဒီ2008ခုနှစ်ကထွက်ရှိခဲ့တဲ့ကားက Iron Man လို့စပြီးတော့လူတွေကိုမိတ်ဆက်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေကတခုဖြစ်ပါရခင်ဗျာဒီဇာတ်ကားကတော့ Marvel Studio ကနေပြီးတော့ထုတ်လုပ်ပေးထားပြီးတော့မှဒီ John Favreau ကနေပြီးတော့ Director ဖြစ်နေအောင်မြင်ကြော်ကြားဆိုတဲ့ရဲ့ကူပုံဖော်ထားခဲ့တဲ့ကားတွေကမှတကားတခုဖြစ်ပါရခင်ဗျာဒီ Iron Man ကလည်းဒီ Phase 1တခုအနေနဲ့ဖြစ်တဲ့ MCU ရဲ့ပထမဦးဆုံးသောရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာပြီးတော့မှအဲတက်မှန်ပြီးတော့ဒီနောက်ထပ် Marvel ရဲ့ comic ကားတွေမှာ character တွေအများကြီးထပ်ပြီးတော့ပေါ်လာခဲ့တာလေးဖြစ်တယ် MCU ရဲ့ပထမဦးဆုံးသောအောင်မြင်ထားတဲ့ရုပ်ရှင်ကားတွေကမှ Iron Man ဆိုလေမှတ်မှားပါဦးခင်ဗျာ ဇလန်ချင်းရပြန်ပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်တို့ Iron Man ကိုစပြီးတော့တည်စီခဲ့တဲ့ရုပ်ရှင်ကားတစ်ခုလည်းဖြစ်တယ်။ဆိုတော့ဒီ Robert အနေနဲ့လည်းဒီတဲမှာဒီ Iron Man ကိုစပြီးတော့တည်ထင်းတဲ့အခါမှာသူဟာဒီကားထဲမှာတော့ billionaire တစ်ယောက်ပေါ့နော်အရန်ချန်သားတဲ့သူပြီးတော့ဒီ military assets တွေကိုထုတ်လုပ်ပေးတဲ့သူလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာသူကဒီပြန်မေးဆွဲခံလာတယ်ပေါ့နော်။အဲ့ဒီမှာပဲသူအနေနဲ့ပြန်မေးဆွဲခံပြီးတော့မှသူကအဲ့ဒီမှာဒီတခြားသောပစ္စည်းတွေကိုထုတ်လုပ်ဖို့အတွက် ခင်မီစမ်းသစ်တဲ့ဒီ SS တွေကိုထုတ်လုပ်ဖို့အတွက်သူ့ကိုဖန်ခေါ်သွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာပဲသူကဆက်ရုပ်တရုပ်ကိုသူတီထွင်နေတီထွင်နေနေပဲသူကမှဒဏ်ရာရသွားပြီးတော့မှဒီဆက်ရုပ်ဟာသူ့အတွက်အသုံးပြုလိုက်ရတယ်လို့ဖြစ်သွားရကနေစပြီးတော့ Iron Man အနေနဲ့ဖြစ်တည်လာခဲ့တာဖြစ်ပါရခင်ဗျအဲ့တော့ကျွန်တော် MCU ရဲ့ပထမဦးဆုံးသောဇာတ်ကားလေးဖြစ်တယ် Iron Man ဟာလေပြည်သက်တီကြားထဲမှာအယမ်းအယမ်းကိုမှလူကြိုက်များခဲ့တဲ့ character တစ်ခုလေးဖြစ်တယ်လို့ပဲ သူနဲ့တွဲလျက်ဒီ Robert ဟာလေပြည်သက်တည်းအားပေးမှုအရန်ရတဲ့တရုတ်ဆောင်တူဦးအနေနဲ့ဖြစ်တည်လာတာဖြစ်တယ်။ထွက်ရှိခဲ့တာကတော့2008ခုနှစ်အမေလ၂ရက်နေ့မှာစတင်ပြီးတော့ထွက်ရှိလာတာလေးဖြစ်ပါရယ်ခင်ဗျာ။ကြာချိန်နေနဲ့ဆိုရင်တော့2နာရီနဲ့6မိနစ်တော်မှကြာရှိအဲကြာတယ်။ရေရွေးရှင်ကားလေ Science Fiction နဲ့ဒီ Avenger ရုပ်ရှင်ဇာတ်ကားပုံစံမျိုးလေးဖြစ်ပါရယ်ခင်ဗျာ။ဒီကားမှာလေပြည်သက်တည်းအားပေးမှုကြောင့်ပဲတကယ်အမိုက်ဆုံးသော MCU ထဲကမှပထမဆုံးသောထွက်ရှိလာတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါရယ်။ပြီးတော့ Academy Award အနေနဲ့ဆိုရင်လေဒီ Best Visual Effect ဒီတစ်ခုအနေနဲ့ရတယ်ပြီးတော့ Back Sound Edit editing စုနေတယ်မှာရရှိထားဖြစ်ပါတယ်။ဘာကြောင့် background editing ရလဲဆိုရင်ဒီတဲမှာဒီ transform လုပ်တဲ့အခါမှာထွက်ရှိလာတဲ့ iron man စီမှာထွက်ရှိလာတဲ့ဆက်ရုပ်ရဲ့ join တစ်ခုချင်းစီမှာထွက်တဲ့အတန်တွေပြီးတော့သူစပြီးတော့ level ပြောင်းတဲ့အခါမှာလည်းထွက်တဲ့အတန်တွေဒီ action fighting game မှာထွက်တဲ့ဒီဆက်ရုပ်နှစ်ခုကြားကပို့တိုက်မှုအတန်တွေရစတဲ့တကယ် ဒီဒီကြကြကိုထည့်ထားရတဲ့အတွက်ကြောင့်မို့လို့လည်းအခုလိုစုရရရှိခဲ့တာလေးဖြစ်ပါတယ်ခင်ဗျာ။ကဲထပ်မံပြီးတော့တင်ဆက်ပေးသွားမှာကတော့ဒီနိုင်ငံတကာမှာအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေမှာကျွန်တော်မပမဖြစ်နေနေပြောရမှာကတော့ Harry Potter ဖြစ်ပါတယ်။ Harry Potter ကလည်းဒီတကားကျင်းစီအလိုက်မှာပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ရုပ်ရှင်ကားတွေဖြစ်တယ်အဲ့တော့ Harry Potter ကထွက်ရှိခဲ့တာကအပိုင်း1ကနေပြီးတော့ဘိုင်း9ပေါ့နော်9မှာမှာ AB ဆိုပြီးတော့ part 1 part 2ဆိုပြီးတော့ခွဲပြီးတော့ထွက်လာတယ်အဲ့ဒီထဲကမှာဒီအောင်မြင်မှုအရာဆုံးအပိုင်းကတော့ Deadly Hollow ဒီ part 7ပေါ့နော်ဒီအပိုင်း9ရဲ့ B ကိုပြောပြပေးမှာဖြစ်ပါတယ် part B မှာတော့ပရိသတ်တွေအရန်အရန်ကိုမှ height ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်တယ်ဟုတ် Harry Potter နဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးပြောစရာလိုမယ်မထင်ပါဘူး။သူ့ရဲ့ character တခုဖန်တီးလာခဲ့တာပရိသတ်တွေရင်ထဲမှာကျွန်တော်စေစုနှစ်တခုကြောင်အောင်ကိုရှိနေပြီးတဲ့စကားဖြစ်ပါတယ်။ ဒီနောက်ဆုံး daily hall လို့နောက်ဆုံးအပိုင်းမှာတော့ကျွန်တော်တို့တကယ်ဒီဟိုအစတဲကနေရင်းထဲမှာရှိခဲ့တဲ့ character တစ်ခုဖြစ်တဲ့ Dumbledore က Professor Snape ရဲ့လက်ချက်ကြောင့်ပဲသူကတည်ဆုံသွားခဲ့တယ်ခင်ဗျ Harry Potter မြင်လိုက်ရမြင်ခွင့်ကကျတော့ Professor Snape ကတတ်လိုက်တယ်ပေါ့ ဒါပေမဲ့ Professor Snape ဟာဘာကြောင့်ဒီ Dumbledore ကိုတတ်လိုက်တာလဲ Dumbledore ကရောဘာကြောင့် Professor Professor Snape ကိုမင်းတမရမယ်ဆိုရဲဘာကြောင့်ပြောခဲ့တာလဲဆိုတော့ကျွန်တော်အရန်မြုပ်ထားတဲ့ဇာတ်ကားဖြစ်တယ်ပြီးတော့မှဒီအမောင်တခင်ကြီးကအရန်ကြီးစိုးနေတဲ့ခေတ်ကာလတခုဖြစ်တယ် Voldemort ဟာလည်းဘာကြောင့် Dumbledore ရဲ့1ကိုလိုက်ရှာနေရလဲပြီးတော့ Dumbledore ရဲ့1ကရောဘသူစီမှာတက်စာခံနေတာလဲဆိုတော့တကယ်လုံးဝမြုပ်နှံထားတဲ့ဇာတ်ကားဖြစ်တယ်အဲ့တော့အပိုင်းတက်ကနေပြီးတော့ဒီခုနှစ်ထီမှာ ဒီဘဝတစ်ခုလုံးပေါ့နော်ထားပါတော့ဒါ professor snape ရဲ့ဘဝတစ်ခုလုံးပေါ့ကျွန်တော်ကြည့်ခဲ့ရတာ professor snape ရဲ့ဘဝတစ်ခုလုံးဖုံးခွေထားခဲ့တဲ့လှုပ်ဝဲချက်ကြီးကြီးမားမားကဒီ pad ပြီးမှတကယ်အကြီးမားဆုံးချပြခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမြင်ခဲ့ရတဲ့တကယ် villain professor snape အာ voldemort ပြန်လာမအောင်စောင့်နေတဲ့ professor snape ပါကျွန်တော်တို့ထင်တယ်လို့မဟုတ်ခဲ့ဘူးဆိုတော့ pad ပြီးမှညင်းတွေးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့လေဒီ professor snape သူ့အကြောင်းပြန်လည်ပြောပြတဲ့အခါမှာအားလုံးကမအားမှားသွားပြီဆိုတော့အထီကိုဖြစ်ခဲ့ရတဲ့ ဖတ်ပြီးရဲဆွဲဆောင်မှုကြီးတခုပါဒါကြောင့်မို့လို့လေပရိသတ်တွေချိန်မှာအရန်ကိုမှ hike ခဲ့တဲ့ရုပ်ရှင်ကဖြစ်ပါတယ်ထပ်မံပြီးတော့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကကတော့ The Avenger ဖြစ်ပါတယ် MCU ရဲ့ hero တွေပေါင်းစပ်ထားတဲ့ပထမဦးဆုံးသောရုပ်ရှင်ဇာတ်ကားဖြစ်တယ်ဒီကားကတော့2012ခုနှစ်မှာထွက်ရှိခဲ့တဲ့ Avenger ပဲဖြစ်ပါတယ်ခင်ဗျာ တော့ Avenger Harley တကယ်ပြည်သက်တွေကြားမှာတော်တော်လေးအောင်မြင်မှုတွေရရှိခဲ့တယ်။ Robot Office နေနေလေတော်တော်အောင်မြင်ခဲ့ပြီးတော့မှ1.5 billion ထိကိုပြန်လည်ပြီးတော့ရရှိထားတဲ့ဒီဝင်ငွေအကောင်းဆုံးသောရုပ်ရှင်ကားတွေကမှတစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီတော့မှ Team Up Play တွေတကယ်မြင်ရတယ်။ကျွန်တော်တို့တကားချင်းစီအလိုက်မှာဒီ Captain America တော့ Iron Man, Hulk, Dark Willow တခြားသော character တွေအများကြီးကဒီ The Avenger မှာပြန်လည်ပြီးတော့ပေါင်းစည်းပြီးတော့မှသူတို့အားလုံးပေါင်းပြီးတော့ Loki ကိုပြန်တိုက်ခိုက်တဲ့ဒီရုပ်ရှင်ကတခုအနေနဲ့ပြန်လဲပြီးတော့မြင်တွေ့ရတယ်။အဲ့ဒီမှာလည်း ပထမတယောက်တည်းဆိုလို့ကြမ်းလာတဲ့ဒီ character ရဲ့အားလုံးကဒီ adventure မှာ team up အနေနဲ့ပေါင်းစပ်ပြီးတော့မှဒီ adventure ဆိုပြီးတော့အဖွဲ့တစ်ခုဖြစ်တည်လာဖြစ်ပါတယ်တော့ဒီကလည်း MCU ရဲ့ဒီအားလုံးပေါင်းစပ်မှုရဲ့ပထမဦးဆုံးသောရုပ်ရှင်ဇာတ်ကားဖြစ်တယ်ပရိသတ်တွေတကယ်အရန်ဒီအားပေးမှုကိုရရှိခဲ့ရုပ်ရှင်ဇာတ်ကားလည်းဖြစ်တယ် Director အနေနဲ့ဆိုရင် Josh Wilden ကနေပြီးတော့ရေကူးပုံဖော်ပေးထားပြီးတော့မှ2012ခုနှစ်မေလ၄ရက်နေ့မှာထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ တော့တရုတ်ဆောင်နေနေဆိုရင် Iron Man နေတရုတ်ဆောင်ထားတဲ့ Robin Downey Jr. ပြီးတော့ Captain America Chris Evans Thor နေနေဆိုရင် Chris Hemsworth Hulk နေနေဆိုရင်တော့ Mark Ruffalo ကနေပြီးတော့ပေါင်ဝင်တရုတ်ဆောင်ထားပါတယ်တခြားသောတကယ့်နာမည်ကြီး character တွေနာမည်ကြီးတရုတ်ဆောင်တွေအများကြီးပေါင်ဝင်တရုတ်ဆောင်ထားတဲ့ The Avenger ဖြစ်ပါတယ်အော်အရင်မိုက်တဲ့ MCU ရဲ့ပထမဦးဆုံးသော team up movie တစ်ခုလည်းဖြစ်ပါရခင်ဗျာနောက်တစ်ထည့်ဆက်ပေးသွားမယ့်အစီအစဉ်ကကြတော့ဝင်ဝင်အကောင်းဆုံးသောရုပ်ရှင်တွေကိုပြန်လည်ပြီးတော့စုစည်းတင်ဆက်ပေးသွားမှာပါ ပထမဦးဆုံးသောဒီဝင်ငွေအကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားလေးမှာတော့ဒီပထမဦးဆုံးသောပြင်ဆက်ပေးသွားမှာကတော့ Furyx 7ဖြစ်ပါတယ်။ဒီကားလေးကတော့ဒီ Fast and Furious တွေထဲမှာလေအောင်မြင်မှုတွေနဲ့အတူဝင်ငွေတွေအများဆုံးရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာ။ Fast and Furious အနေနဲ့ဆိုရင်ဟိုးအရှိမာတွေကကျွန်တော်တို့တော်တော်များများပြည်သက်တွေအားပေးမှုတွေရရှိခဲ့တယ်။ဒီ Vin Diesel နဲ့ Paul Walker ရဲ့ character တစ်ခုရဲ့ဒီဆွဲဆောင်လာမှုဟာကျွန်တော်တို့ဒီ Furious တွေအခုလက်ရှိထွက်ထားတဲ့အထိအမှန်တကယ်အောင်မြင်မှုတွေရရှိထားဖြစ်ပါတယ်။ဒါပြုံးမယ်သူနဲ့ တွေ့လျက်ထွက်လာတဲ့ဒီ music sound track တွေကလေပရိသတ်တွေရဲ့အားပေးမှုတွေအရန်ရရှိထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။အဲ့တော့ international အနေနဲ့ဆိုရင်76.7ဒီ percent ရတဲ့ဒီ1.1 billion အထိကိုမှရရှိထားပြီးတော့မှ worldwide အနေနဲ့ဆိုရင်တော့1.5 billion အထိကိုပရိသတ်တွေရဲ့အောင်မြင်မှုတွေနဲ့အတူရရှိထားတဲ့ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာ။ director အနေနဲ့ဆိုရင်တော့ James Wan ကနေပြီးတော့ရိုက်ကိုပေါ်ပေါ်ထားပြီးတော့မှရုပ်ဆောင်တွေအနေနဲ့ဆိုရင်တော့ Vin Diesel, Paul Walker, Dwayne Johnson, Jason Statham အစရှိတဲ့တကယ့်နာမည်တည်သူဆောင်တွေဝန်းရံထားတဲ့ Furyx 7ဖြစ်ပါရခင်ဗျာ။ဒါတော့ထပ်မံပြီးတော့တက်သက်ပြီးသွားမှာကတော့ကျွန်တော်တို့2022ခုနှစ်ကထွက်ရှိထားတဲ့ Maverick Token ဖြစ်ပါရခင်ဗျာ။ဒါတော့ Token နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမယ်ဆိုရင်တော့အားလုံးပြင်မြင်ကြမှာ Tom Cruise ကိုပြင်မြင်ကြမယ်ထင်ပါတယ်။ Tom Cruise ရဲ့ Masterpiece ရုပ်ရှင်ဇာတ်ကားတွေကမှအကောင်းဆုံးသောဇာတ်ကားတစ်ခုလည်းဖြစ်တယ်။ International အနေနဲ့ဆိုရင်51.9%ရတာတယ်။အဲ့တော့7 million အထိမှပြန်လည်ရရှိခဲ့ပြီးတော့မှ Worldwide အနေနဲ့ဆို 1. 4ဘီလီယံအထိကိုရရှိထားတဲ့ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဒါရိုက်တာအနေနဲ့ဆိုရင်တော့ Joseph Kosinski ကနေပြီးတော့ရိုက်ကူးပုံဖော်ထားပြီးတော့မှဒီဥဆောင်အနေနဲ့ဆိုရင်တော့ Tom Cruise, Jennifer Connelly, Miles Teller ဗယ်ခိုင်မာတို့ကနေပြီးတော့အဓိကပြုဆောင်နေတဲ့ပါဝင်ပြီးထားပြီးတော့မှနောက်ထပ်တခြားသောလူမြညာရှင်ပေါင်းများစွာကနေပြီးတော့ပါဝင်အားဖြည့်ထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။အဲ့တော့နောက်ဆုံးအနေနဲ့ဒီဝင်ဝင်အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားတွေထဲမှာတင်ဆက်ပေးသွားမှာကတော့2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ Frozen 2ပဲဖြစ်ပါတယ်။အဲ့တော့ Frozen 1စတင်ထွက်ရှိလာခဲ့တုန်းကလေဒီ animation movie တွေထဲမှာပရိသတ်ရဲ့အရင်အားပေးမှုရရှိခဲ့တယ်လို့ပဲသူထဲမှာပါတဲ့ဒီဒီ theme song ဟာဆိုရင်လေပရိသတ်တွေကြားထဲမှာယနေ့ထိတိုင်ယနေ့မှာဆွဲနေစေဖြစ်တဲ့တခြင်းတစ်ပုဒ်အနေနဲ့ရှိနေသေးပါ။အခု Frozen 2ဟာလေပရိသတ်တွေအားပေး င်းမှုကြောင့်ဒီ box office တွေအရင်ရရှိခဲ့တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်တယ်ဗောနော်ဒီကောင်းမှဆိုရင် international အနေနဲ့ဆိုရင်တော့ဒီ67.2%အဲဒီပြန်လည်ပြီးတော့ရရှိထားတယ်9 million အထိရရှိခဲ့ပြီးတော့မှ worldwide အနေနဲ့ဆိုရင်တော့1.4 billion အထိကိုပြန်လည်ရရှိထားတဲ့ဒီ animation movie ကားတစ်ခုဖြစ်ပါတယ်ခင်ဗျာ writer အနေနဲ့ဆိုရင်တော့ chris back ကရဲကူးပုံပေါ်ထားပြီးတော့မှဒီ voice over အနေနဲ့ဆိုရင်တော့ christian bell india muscle josh gat Jonathan Groff တို့ကနေပြီးတော့ voice over အနေနဲ့ပါဝင်ပေးထားတဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။အဲ့တော့ Frozen 1ပြီးသွားတဲ့အခါမှာအားလုံးကမျော်လင့်တစားနဲ့ Frozen 2ဟာတကယ်ပြည်သက်တည်းရဲ့ရင်ခွင်တွေကိုပြန်လဲပြီးတော့ရောက်လာမလားဆိုတဲ့မျော်လင့်ချက်နဲ့စောင့်မျှော်နေတဲ့ကားဟာ2019ခုနှစ်မှာတော့ပြန်လဲပြီးတော့ရောက်ရှိလာခဲ့ပါတယ်။ Frozen 2ကလည်းကျွန်တော်တို့ကိုဘယ်တော့မှဒီစိတ်ပြည့်စီတရား လုံးဝမပေးခဲ့ပါဘူးခင်ဗျာပရိသတ်တွေရဲ့အားပြမှုကိုဒီအကောင်းဆုံးတော့ပေးခဲ့တဲ့မှာ animation movie တွေမှာပါတယ် Frozen 2မှာလည်းသူ character အသေးလေးထပ်ပြီးတော့ပါလာပါတယ်ခင်ဗျာပြီးတော့ Elsa နဲ့ Anna တို့ရဲ့ဒီ Avenger ခီးစဉ်ဟာလည်းထပ်မှပြီးတော့တိုးလာတယ်နောက်ထပ်ချစ်စရာကောင်းတဲ့ဒီအကောင်လေးတစ်ကောင်လည်းထပ်ပြီးတော့ပါပါသေးတယ်ခင်ဗျာ Frozen 2တွေမှာလည်းကျွန်တော်တို့အပေါ်အမြဲတမ်းဒီမျော်လင့်တဲ့အတန်းကိုပြန်လဲပြီးတော့ပေးဆွမ်းတာကတော့ Disney ပဲဖြစ်ပါတယ်အဲ့ဒီထင်မှာလည်း Frozen 2ဟာပရိသတ်တွေအားပြမှုကြောင့်အခုလိုမျိုးအောင်မြင်မှုတွေရရှိခဲ့တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်ကဲအဲ့တော့ဒီဝင်ဝင်အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားတွေကိုတင်ဆက်ပေးသွားတဲ့အခါမှာတော့ animation movie တွေကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တော့ဒီကောင်မှာတော့ပြည်သက်တွေအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ဇာတ်ကားကတော့ဒီ2008ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wall E ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ wall e ကတော့ဒီ romantic sanded fiction ပုံစံမျိုးဖြစ်တယ်။အဲ့တော့အရန်လဲကြည်နေဖို့ကောင်းသလိုမျိုး wall e ကိုကြည့်ရတဲ့ပရိသတ်တွေအနေနဲ့တကယ်အရင်ထဲမှာဒီအနှစ်သာရအများကြီးကြံစည်ခဲ့မဲ့အယုတ်ရှင်ကားတစ်ခုဖြစ်တယ်။ animation movie တစ်ခုဖြစ်တယ်ပေါ့နော်။ဒီစားကဒီစကားကျတော့ကျွန်တော်ဒီ Pixar Animation Studio ကနေပြီးတော့မှ produce လုပ်ထားပြီးတော့မှဒီ Walt Disney Pictures ကနေပြီးတော့ပြန်လဲထုတ်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ။ဒီစကားနေတော့ voice over အနေနဲ့ဆိုရင်တော့ဒီ Ben Burt Alison Knight, Jeff Colling, Jonas Banker, Kathy Ninji, Sigo Yoni Weaver သူတို့ကနေပြီးတော့ဒီ voice over နေနဲ့အဲဒီတခန်းတခန်းနာကနေပြီးတော့တကယ်အားသောကွန်ဆိုင်နဲ့ပါဝင်ထားတဲ့ voice over ဖြစ်ပါတယ်ခင်ဗျာဒါပြင် director အနေနဲ့ကတော့ Andrew Staden ကနေပြီးတော့မှရေကူးပုံဖော်ထားတာဖြစ်ပါတယ်သူတို့ Wall E ကကြတော့လေဒီခုနပြောတဲ့ Roman Sun Fashion ရုပ်ရှင်သက်ကအမျိုးအစားဖြစ်တဲ့ Wall E ဆိုတာကတော့ဒီ robot ရဲ့နာမည်ဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ဇလန်းချင်းကိုကျွန်တော်ပြန်ပြီးတော့နှွေးရမယ်ဆိုရင်ဒီကျွန်တော်တို့လူကဘာကြီးရကတ်ဆိုးတစ်ခုကြောင့်ပျက်စီးလို့နေပါဖြစ်သွားတဲ့အခါမှာလူတွေအားလုံးအာဂါသာတစ်ခုမှနေရပြီးနေရယူပြီးတော့မှအဲ့ဒီ space ship ထဲမှာပဲနေနေကြတယ်ပေါ့နော်အဲ့ဒီမှာဒီကဘာမြေမှာဆက်ရုပ်တရုပ် wall e ဆိုတဲ့ဆက်ရုပ်လေးပဲကြန့်ရှိခဲ့တယ်ပေါ့နော်အဲ့ wall e ကပဲအမိုက်တွေတိမ့်လိုက်သူ့ရဲ့ကဘာမြေကိုတန်ရှင်းလုံးလိုက်နေနေတဲ့အခါမှာတရက်မှာအဲ့ဒီ space ship မှာရှိနေတဲ့ဆက်ရုပ်တရုပ်ကနေပြီးတော့ကဘာမြေမှာတက်ရှိတွေဘာများကြန့်သေးလဲဆိုပြီးတော့သွားပြီးတော့ရှာခိုင်းခဲ့ပါတယ် အဲ့ဒီရှာခိုင်းတဲ့စက်ရုံမလေးနဲ့ wall eedo ရဲ့အကျင့်စံလမ်းအဲ့ဒီမှာစခဲ့တာပေါ့နော် ဒီကားလေးမှာတော့ romance လေးပါတယ်ပြီးတော့ဒီ adventure လေးပါတယ် comedy အနေငယ်လေးပါတယ်အတွက်ကြောင့်မလို့ပုတ်ပုတ်ပပနဲ့ကြည့်ရတဲ့ကြံ့နေတဲ့ပရိသတ်တွေအနေနဲ့ကြည့်ရှုတဲ့ရုပ်ရှင်ကားလေးမှာပါပါတယ်ခင်ဗျာ wall e ကိုတော့2008ခုနှစ်ဇွန်လ29ရက်နေ့မှာစတင်ပြီးတော့ထုတ်လုပ်ခဲ့တာဖြစ်တယ်အဲ့ budget အနေနဲ့ဆိုတော့ dollar 180 million အသုံးပြုထားပြီးတော့မှ box office အနေနဲ့ဆိုရင်5032.5 million အထိကိုပြန်လည်ရရှိထားတဲ့ရုပ်ရှင်ဇာတ်ကားကောင်တစ်ခုဖြစ်ပါတယ်ခင်ဗျာဒုတိယကားအနေနဲ့ကတော့ပရိသတ်တွေအတွက်တင်ဆက်ပေးမှာက big hero 6ဖြစ်ပါ ါတယ်။အဲ့တော့ Bakero 6ကလည်းပြည်သက်တီအတွက်ကိုအရန်အောင်မြင်မှုတွေပေးဆွမ်းခဲ့တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်တယ်။ဒီကားကတော့2014ခုနှစ်မှာစတင်ပြီးတော့ထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့မှဒီ World Disney Picture ကနေပြီးတော့ထုတ်လွှင့်ပြသခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ Director အနေနဲ့ဆိုတော့ Don Hall နဲ့ Chris Williams တို့ကနေပြီးတော့ရိုက်ကူးပုံဖော်ထားဖြစ်တယ်။ Voiceover အနေနဲ့ဆိုရင်တော့ Ryan Potter, Scott Exit, Daniel Honey, TJ Miller, Jimmy Chang, Demo Williams Jr., Genesis Rodriguez James Cromwell တို့ကနေပြီးတော့အဓိကသရုပ်ဆောင်နေတဲ့ voice over နေနဲ့ပါဝင်ပြီးတော့သရုပ်ဆောင်တာဖြစ်ပါတယ်။အဲ့တော့ Makiro Six ကလည်းအဲ့လို science fiction ပုံစံအမျိုးအစားတွေမှာပါတယ်။ဆိုတော့ဒီထဲမှာပါတဲ့ character တစ်ခုချင်းစီကလည်းတကယ်ပြည့်တဲ့ကြီးထဲမှာလည်းအောင်မြင်မှုတွေရရှိခဲ့တယ်လို့ပဲအဲ့ဒီထဲမှာပါတဲ့စက်ရုပ်လေးရဲ့ ဒီ character ဟာလေအပြင်မှာကျွန်တော်အယုံလေးတွေထွက်တယ်ပြီးတော့အင်ကြီး design တွေထွက်ရောက်လောက်တဲ့အထည်ကို Big Hero 6ရဲ့လွှမ်းမိုးမှုကအရန်ကိုအောင်မြင်မှုပေးဆွဲခဲ့တာဖြစ်ပါတယ်။ကဲဒီနေ့ကျွန်တော်တို့ရဲ့ဒီ movie showcase season မှာနောက်ဆုံးတော့တင်ဆက်ပေးသွားမှာကတော့ animation movie တွေထဲမှာအာပရိသတ်တွေကြားထဲမှာတော်တော်လေး hit ဖြစ်ခဲ့တဲ့9ဖြစ်ပါတယ်ခင်ဗျာ။အဲ့9ကကြတော့2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ animation animation movie ဒီ Sand Fiction ရုပ်ရှင်တစ်ကားတစ်ခုဖြစ်တယ်ပေါ့နော် director အနေနဲ့ဆိုရင်တော့ Shane Edgar ကနေပြီးတော့ရိုက်ကူးပေါ်ပေါ်ပေးထားအောင်ဖြစ်တယ်အဲ့တော့ဒီ voice over အနေနဲ့ဆိုရင်တော့ Elwood, Jungsi, Re Greeley, Jennifer Connelly ပြီးတော့မှဒီ စတင်ပြီးတော့ထွက်ရှိခဲ့တာကတော့2009ခုနှစ်မှာစတင်ပြီးတော့ထွက်ရှိခဲ့တယ်။အဲ့တော့ဒီအသုံးပြုထားတဲ့ budget ကကျတော့30 million အထိကိုအသုံးပြုထားပြီးတော့မှ box office နေလဲဆိုရင်တော့ဒီ48.4 million အထိကိုရရှိထားတာဖြစ်ပါတယ်ခင်ဗျာ။ကဲပြီးတော့မှ9ရုပ်ရှင်ဆက်ကဟာပရိသတ်တွေကြားထဲမှာဘာကြောင့်အရန် hit ဖြစ်ခဲ့တဲ့ရုပ်ရှင်ဆက်ကဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီတွေ့ခဲ့ဘူးသမျှ animation movie တွေထဲမှာတော်တော်လေးကို drama ဆန်တယ်လို့ပြောလို့ရမှာမသိဘူး။တော်တော်လေးမိုက်တယ်ပြီးတော့ science fiction တွေထဲမှာလေတော်တော်လေး deep ဖြစ်တဲ့ရုပ်ရှင်ဆက်ကလို့ပြောလို့ရပါတယ်။ ဟိုဇလန်အချင်းရပြောမယ်ဆိုရင်ဒီ nine ဆိုတဲ့ character လေးတွေဟာဒီဝိညာဉ်လေးတွေအသက်သွင်းခံထားရတဲ့အယုတ်ကလေးတွေဖြစ်တယ်။ဒီယုတ်ကလေးတွေကဒီအိမ်မတန်ခင်မှာတော့ပုံမှန်ကျွန်တော်တို့ဒီလူသားတွေအနေနဲ့အဲပုံမှန်အတိုင်းပဲရှိနေတယ်။ဒါပေမဲ့လေဒီစက်ရုပ်တွေတီထွင်တဲ့အခါမှာဒီ AI လိုမျိုးပေါ့နော်ကျွန်တော်တို့အခုခေတ်မှာတော့ AI ပေါ့အဲ့ဒီခေတ်မှာတော့ဒီညာရီတုပုံစံမျိုးအနေနဲ့ AI ဆန်ဆန်စက်ရုပ်တွေသူတို့တီထွင်ခဲ့ကြတယ်ဗျ။အဲ့ဒီမှာအဲ့ဒီစက်ရုပ်ကနေပြီးတော့ ဒီချိုယွင်းချက်တခုကြောင့်မှားယွင်းပြီးတော့မှဆက်ရုပ်တွေကလူသားတွေကိုပြန်လဲပြီးတော့အုပ်ဆိုးတဲ့ခေတ်တခုရောက်ရှိသွားခဲ့တယ်။အဲ့ဒီမှာလူသားမျိုးနဲ့အားလုံးမျိုးတွန်းသွားခဲ့ပြီးတော့မှနောက်ဆုံးသူတို့ရဲ့ကြံရှိနေတဲ့အသက်ဝိညာဉ်ကိုဒီအယုတ်လေးတွေထဲမှာအသက်သွင်းပြီးတော့မှဒီအယုတ်လေးတွေကသူတို့ကြံရှိနေတဲ့နောက်ဆုံးတာဝန်တွေကိုထမ်းဆောင်သွားတာဖြစ်ပါတယ်။ အရန်တနာဖို့ကောင်းပြီးတော့အရန်ဒရာမာဆန်နဲ့စန်းဖက်ရှင်တွေအများကြီးပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေ9ထွက်လာတဲ့အခါမှာပရိသတ်တွေကြားထဲမှာအရန်အောင်မြင်မှုရရှိခဲ့တဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးသော animation movie တွေမှာလည်းတကားအနေနဲ့ပါဝင်ထားပါတယ်။ကဲဒီနေ့မှာတော့ရုပ်ရှင်ချီပရိသတ်များအားလုံးအတွက်ကျွန်တော်တို့ရဲ့ movie showcase အစီအစဉ်ကနေပြီးတော့ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုဝင်မြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ကြည်ရတဲ့ပရိသတ်တွေကလည်းမိမိချမ်းနေတတ်တဲ့ကားတွေဘလိုကားမျိုးတွေပါဝင်ခဲ့လဲပြီးတော့မှမိမိချမ်းနေတတ်တဲ့ဘယ်ကားတွေများဝင်ဝင်အကောင်းဆုံးအနေနဲ့ရရှိခဲ့လဲဆိုတာကိုပရိသတ်တွေကကြည်ရတဲ့ ခါမှာကျင်းနဲ့အားရခဲ့မယ်လေထင်ပါရခင်ဗျာကြည့်ရှုအပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ movie showcase ပါ